ရှားအောင်ပွဲနေ့အခမ်းအနားကပူတင်အတွက်ကြာရှုံမှုဖြစ်လာနိုင်သလားမဖြစ်နိုင်ဘူးတဲ့ဒါဟာမေလ9ရက်နေ့မှာစေးပြအခမ်းအနားကျင်းပမှာနဲ့တိုက်ဆိုင်တဲ့၃ရက်ကြာအဖြစ်ခက်ရစဲရေးကိုရုရှားသမ္မတဗလာဒီမာပူတင်အဆိုပြုပြီးတဲ့နောက်ယူကရိန်းကရုရှားစီပေးပို့လိုက်တဲ့သတင်းစကားဖြစ်ပါတယ် ယူကရိန်းကလှည့်စားခံတော့မှာမဟုတ်ပါဘူး။ပူတင်ဟာအရင်ကလည်းအပြစ်ခဲ့ရဲစဲရေးကိုအဆိုပြုခဲ့ပြီးနိုင်ပိုင်းအတွင်းမှာပဲချိုးဖောက်ခဲ့ပါရယ်။ဒီတစ်ချိန်တော့လှည့်စားလို့မရတော့ပါဘူး။ယူကရိန်းရဲ့သတင်းစကားကရိုရှင်းပါရယ်။ပူတင်ရဲ့မေလ9ရက်နေ့ အောင်ပွဲခံစည်းပြပွဲဟာလုံခြုံမှာမဟုတ်ပါဘူးပြင်မတစ်ခုဖြစ်လာပါလိမ့်မယ်ပူတင်ရဲ့စည်းပြပွဲကို မေလ9ရက်နေ့မှာကျင်းပဖို့အစီအစဉ်ထားပါတယ်ဒါကယူကရိန်းနဲ့ဘာမှမသက်ဆိုင်တဲ့ရုရှားအထွတ်အခမ်းအနားတစ်ခုဖြစ်ပါလိမ့်မယ်ဒီစည်းပြပွဲဟာဒုတိယကမ္ဘာစစ်အတွင်းရုရှားကအောင်ပွဲခံခဲ့တာကိုအထိမ်းအမှတ်အဖြစ်နဲ့ရုရှားမျိုးချစ်စိတ်ကို ပြသဖို့ရည်ရွယ်ထားပါတယ် ဒါဟာပူတင်က1930နဲ့1940ခုနှစ်တည်းက နာဇီကျူးကျော်သူတွေလိုတိုက်ထုတ်ဖို့စူးစမ်းနေတဲ့အချိန်မှာပေါ့ဒီနေ့မှာတော့ယူကရိန်းကပူတင်ရဲ့စီးရီးပြပွဲကိုအဆင်ပြေပြေနဲ့ကျင်းပခွင့်မပေးချင်တဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့လုံလောက်ပါတယ်စဉ်းစားကြည့်လေရုရှားတတိယယူကရိန်းကိုဖျက်ဆီးဖို့စူးစမ်းနေတုန်းမှာယူကရိန်းသမ္မတဇလန်စကီးကပူတင်ကိုအောင်ပွဲခံဖို့အချိန်ပေးချင်ပါမလားကဲဒီအကြောင်းအရာလေးကိုချက်တဲ့အတူတူဒီနေ့ဗီဒီယိုမှာလေ့လာကြည့်ရှုကြည့်ရအောင်ပါ ဘာကြောင့်ယူကရိန်းကမဖြစ်နိုင်ဘူးလို့ပြောတာလဲပူတင်ရဲ့တကူကောင်းဆန်တဲ့စည်ရေးပြပွဲကိုအမတ်တရားဖြစ်စေဖို့ရုရှားနဲ့ယူကရိန်းတို့ကသုံးရက်ကြာအပြစ်ခတ်ရဲစည်ရေးကိုလှုံ့ဆော်တဲ့လို့ပူတင်ကအခိုင်အမာတောင်းဆိုနေပါတယ်။ဒါကြောင့်စည်ရေးပြပွဲကလုံခြုံမှာမဟုတ်ဘူးဆိုတော့ယူကရိန်းရဲ့သတင်းစကားကအရေးပါလာပါတယ်။ပူတင်ကသူ့ကိုယ်သူဂုံပြူဖို့အတွက် တိုက်ပွဲတွေကိုခဏရပ်တန့်စေချင်ခဲ့ပါတယ်။သူကအရာအားလုံးကိုသူ့လက်ထဲမှာရှိရလို့ယုံကြည်ခဲ့ပါတယ်။အနည်းဆုံးတော့သူကခဏရပ်လိုက်ပြီးယူကရိန်းကဒီအခွင့်အရေးကိုလက်ခံလိမ့်မယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့သူမှားသွားပါတယ်။ပူတင်စစ်ရေးပြပွဲလုပ်နိုင်ဖို့ယူကရိန်းကမရက်ပေးနိုင်ဘူးလို့ရုရှားကိုပြောလိုက်ပါတယ်။ပူတင်က၃ရက်ကြာအပြစ်ခက်ရစေးရေးကိုအဆိုပြုလိုက်တဲ့အခါဇယ်လန်စကီကအမေရိကန်နဲ့သဘောကျအောင်ပူတင်ကရည်ရွယ်ပြီးတော့ဖန်တီးထားတဲ့ ပြဿနာတစ်ခုအဖြစ်ချက်ချင်းပယ်ချခဲ့ပါတယ်။ယူကရိန်းသမ္မတရဲ့အကြောင်းပြချက်ကရှင်းရှင်းလင်းလင်းပါပဲ။သူတို့က9ရက်နေ့အထိတက်ဖြတ်မယ်။ ဘေးရင်တတောင်တတားရဲ့အနေငယ်နာပြီးစတရရနေ့မှာပြန်တိုက်ခိုက်ပါလိမ့်မယ်လို့ဇလန်စကီးကပြောပါတယ်။ဒီအချိန်လေးမှာပူတင်ရဲ့အဆိုပြုချက်ဟာတကူကောင်းဆန်တဲ့မာနကြီးမှုတစ်ခုလို့ထင်ရပါတယ်။စေးပြဝဲအပြည့်ခက်ရဲ့စေးကလူသားချင်းစာနာထောက်ထားမှု အပြည့်ခက်ရဲ့စေးဖြစ်တယ်ဆိုတော့ရုရှားခေါင်းဆောင်ရဲ့တောင်းဆိုချက်ကိုယူကရိန်းကအလေးနဲ့မထားပါဘူး။ဇလန်စကီးကထောက်ပြထားတဲ့အတိုင်းအဲဒီလိုအပြည့်ခက်ရဲ့စေးတွေအများကြီးအရင်ကလည်းရှိခဲ့ပူပါတယ် အရေးကြီးဆုံးအဆိုပြုချက်ကတော့မက်ရှလာလေမှာဇလန်စကီက30ရက်ကြာအလုံးစုံအပြစ်ခတ်ရစဲရေးကိုအမေရိကန်ရဲ့ညှိနှိုင်းချက်နဲ့အတူသဘောတူခဲ့တဲ့အချိန်မှာဖြစ်ပါတယ်။ရုရှားကဒီအပြစ်ခတ်ရစဲရေးကိုထည့်သွင်းစဉ်းစားမယ်လို့ပြောပါတယ်။ပြီးတော့နောက်90ရက်လောက်မှာသူရဲ့ရည်ရွယ်ချက်အတွက်အပြစ်ခတ်ရစဲရေးကိုလိမ့်လည်လည်ဖျားဖို့စူးစမ်းခဲ့ပါတယ်။အခုအဆိုပြုထားတဲ့ တုံးရကြအဖြစ်ခက်ရစေကယူကရိန်းနဲ့အမေရိကန်တို့ရဲ့ဂျိုးပန်းမှုတွေကိုလောင်ပြောင်တာဖြစ်ပါတယ်။ဒီလိုအဖြစ်ခက်ရစေကအမေရိကန်တွေကအဆိုပြုထားတဲ့ပုံစံတစ်ခုပါ။ဒီနေ့ဒါမှမဟုတ်နောက်ရက်ကနေစပြီးကျွန်တော်တို့လိုင်းနာနေပါတယ်။စောနိုင်ရင်ပိုကောင်းပါတယ်လို့ဇလန်စကီကပူတင်ရဲ့အဆိုပြုချက်ကိုဘာကြောင့်ငင်းပယ်ခဲ့လဲဆိုတာကိုရှင်းပြပါတယ်။ဟုတ်တယ်ရက်30စူးစမ်းကြည့်ရအောင်ဘာလို့3ရက်ထဲအပြည့်ခက်ရစေရေးလဲ 3ရက်5ရက်9ရက်ဆိုတာက တကယ်အပြစ်ခက်ရစဲရနဲ့မတူပါဘူးလို့ဇလန်စကီးကချက်ပြောပါတယ်ဒီထုတ်ပြန်ချက်ကအပြစ်ခက်ရစေးနဲ့ပတ်သက်ပြီးယူကရိန်းရဲ့အမြင်ဟာရုရှားရဲ့အမြင်နဲ့ဘလို့ကွာခြားတယ်ဆိုတာကိုပြသနေပါတယ်။အပြစ်ခက်ရစေးဆိုတာတိုက်ပွဲတွေလုံးဝရပ်သွားပြီးယူကရိန်းနဲ့ရုရှားခေါင်းဆောင်တွေညှိနှိုင်းဆွေးနွေးဖို့အချိန်အလုံးလောက်ရတဲ့နယ်လို့သူတို့ယူဆပါတယ်။ဒါကပူတင်လိုချင်တာမဟုတ်ဘူး။သူကခဏလေးရက်တန့်ပြီး သူရဲ့စီရေးပြအခမ်းအနားကိုလှုပ်ချနေပြီးရင်သူရဲ့တပ်ဖွဲ့တွေကိုယူကရိန်းစစ်သားတွေနဲ့အရက်သားတွေကိုတပ်ဖို့အမိန်ပေးဖို့ပြန်လှုပ်ချနေတယ်ဆိုပြီးတော့ဆိုနိုင်ပါတယ်ဇယ်လန်စကီးဆက်ပြောတာက သူဘက်ကဒါဟာပြန်ဆက်တစ်ခုလိုပါပဲလို့ယူကရိန်းကောင်ဆောင်ကပူတင်ရဲ့၃ရက်အဆိုပြုချက်နဲ့ပတ်သက်ပြီးပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့၂ရက်ဒါမှမဟုတ်၃ရက်အတွင်းစစ်ပွဲကိုအဆုံးသတ်ဖို့နောက်ထပ်လှုံ့ဆော်ရမယ့်အစ်စ်နေအတွက်ဘလို့အစီအစဉ်ဝင်မှတိစောက်ဖို့မဖြစ်နိုင်လို့ပဲ ဖြစ်ပါတယ်။ဇယ်လန်စကီက ပူတင်ရဲ့စီရေးပြအပြစ်ခဲ့ရဲ့စီရေးမှာကြီးကျက်တာဒါမှမဟုတ်စောင်းကြည့်တာနဲ့ပတ်သက်ပြီးတော့ဘာမှမပြောထားဘူးလို့လည်းထပ်ပြောတယ်။ပူတင်အဆိုပြုထားတဲ့ရန်နာမဲ့ရက်ကစပြီးရက်30အပြစ်ခဲ့ရဲ့စီရေးကိုဆွေးနွေးဖို့သူကပွင့်လင်းတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့ရုရှားဘက်ကဘာမှထွက်မလာဘူးလို့သူကထောက်ပြပါတယ်။ ဒါကြောင့်ဇလန်စကီရဲ့တရင်စကားကရှင်းပါတယ်ရုရှားကချိန်ညာဖို့ဆုံးဖြတ်တဲ့ဘယ်စီးပြအဖြစ်ခဲ့ရဲ့စေးရုံမှယူကရိန်းကလေးစားမှာမဟုတ်ဘူးလို့သူကပြောလိုက်တာဖြစ်ပါတယ်ပူတင်ရဲ့စီးပြအခမ်းအနားကအန်ဒီရဲ့ရှိနေပြီးတော့ရုရှားကလည်းဒါကိုမကြည့်နဲ့ဘူးဇလန်စကီရဲ့မြင်ပေမှုအပြီးမှာနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူမာရီယာဇာခါရိုဘာရဲ့မှတ်ချက်တွေဟာဒါကိုရှင်းရှင်းလင်းလင်းဖော်ပြနေတယ်။ဒီမှာယူကရိန်းရဲ့အပြစ်ခက်ရဲ့စည်းရေးကိုငင်းပယ်ကြောင်းကြားပြီးတဲ့နောက်ဇလန်စကီကလေထဲမှာအကြမ်းဖက်တိုက်ခိုက်မှုတွေကိုစီစဉ်နေတာအမှန်အကန်ပဲလို့ပြောခဲ့တယ်လို့သိရပါတယ်။တခြားမှတ်ချက်တရလည်းအလားတူတိုက်ခိုက်လို့တဲ့သဘောမျိုးတွေပါနေပါတယ်။ဇလန်စကီကရုရှားဟာသူ့ရဲ့စည်းရေးပြအခမ်းအနားကိုလုံနိုင်မလားဆိုပြီးတော့စိုးရိမ်နေတယ်လို့ပြောပါတယ်။ဒါပေမဲ့သူတို့တကယ်စိုးရိမ်တင်တာက ဒီစစ်ပွဲကအခုထိမပြီးသေးတာပဲဖြစ်တယ်လို့သူကထောက်ပြပါရယ်။ပူတင်ရဲ့အဆိုပြုချက်အပြည့်အစုံကပါလဲယူကရိန်းကဘာကြောင့်ချက်ချင်းငင်းပယ်ခဲ့တာလဲရုရှားရဲ့အပြည့်ရဲ့ရေးကဘာကြောင့်မယုံကြည်ရတာလဲရုရှားကောင်းဆောင်ကဒုတိယကမ္ဘာစစ်အဆုံးသတ်ခြင်းနှစ်80ပြည့်အထိမ်းအမှန်းနဲ့ရုရှားရဲ့စစ်ပွဲအတွင်းကအခမ်းကဏ္ဍကိုဂုံပြူဖို့အတွက်ဧပြီလ28ရက်နေ့မှာ၃ရက်ကြာအပြည့်ခန့်ရက်စဲမယ်လို့ပထမဆုံးကြေညာခဲ့ပါရယ်။ ိုတိန်က မေလ၈ရက်နေ့မှာစတင်ပြီးမေ၁၀ရက်နေ့မှာ အဆုံးသတ်မဲ့82နှစ်ရေကြာအပြည့်ခက်ရဆဲမယ်လို့ပြောခဲ့တာကယူကရိန်းရဲ့တိုက်ခိုက်မှုတွေကိုစိုးရိမ်စရာမလိုပဲရုရှားကသူ့ရဲ့အထူးစစ်ရေးပြအခမ်းအနားကိုကျင်းပနိုင်မဲ့အချိန်နဲ့တိုက်ဆိုင်နေပါတယ်။ Kremlin အန်တော်ကအဲဒီချိန်ပြောတဲ့စကားက ဒီကာလအတွင်းတိုက်ခိုက်မှုအလုံးကိုရက်ဆိုင်ပါမယ်။ယူကရိန်းဘက်ကလည်းဒီအတိုင်းလိုက်နာတဲ့နယ်လို့ရုရှားကယုံကြည်ပါတယ်လို့ဆိုပါတယ်။ချက်ချင်းဆိုသလိုပဲရုရှားကအပြစ်ခက်ရက်စဲရေးအကြောင်းအရာကိုလိမ်လည်လည်ဖျားဖို့ကြိုးစားတာကိုတွေ့ရပါတယ်။ရုရှားရဲ့စနေတင်းတွေအခမ်းအနားတွေအတွင်းယူကရိန်းကတိုက်ခိုက်မှုတစ်ခုခုလုပ်ခဲ့ရင်တင်းလျော်ပြီးထိရောက်တဲ့တုံးပြန်မှုကိုရုရှားကလှုံ့ဆော်မယ်လို့ခရမလင်ကပြောကြားတဲ့အခါမှာအဲ့ဒီဂျိုးပဲမှုတွေက ပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်လာပါတယ်။ဇလန်စကီရဲ့တုံ့ပြန်မှုကတော့ရပ်ပေါင်း30ကြာအပြေအဝအပြေခက်ရဲစဲဖို့တောင်းဆိုတာပါပဲ။ရုရှားကဒီလိုမျိုးဘာလို့မှထည့်စင်စားမယ်လို့တခါမှမပြောသေးပါဘူး။ပူတင်ကသူ့ရဲ့စေးပြပွဲလုပ်ဖို့အတွက် ိုက်ပွဲတွေရပ်သွားဖို့ပဲလိုချင်တာပါယူကရိန်းကဒုံးရက်ချဖိခက်ရက်စဲမှုကိုအလေးနဲ့မထားရတဲ့အကြောင်းပြချက်ကောင်းတွေအများကြီးရှိပါတယ်ဒီလိုမျိုးအဆိုပြုချက်မျိုးကိုပူတင်ကပထမဆုံးအချိန်လောက်တာမဟုတ်ပါဘူးနောက်ဆုံးအချိန်လောက်ခဲ့တော့ကလည်း ရုရှားကအဲ့ဒီအပြစ်ခက်ရယ်ဆယ်မှုကိုချက်ချင်းလို့လို့ချိုးဖောက်ခဲ့ပါတယ်။ဧပြီလလယ်မှာပူတင်က ကောင်းကင်ကဘုံတွေကြားတဲ့ချိန်ချောက်မှုမရှိဘဲအီစတာပွဲတော်ကိုသူနဲ့ယူကရိန်းတို့အတူတကွကျင်းပနိုင်အောင် သုံးရက်ကြာအပြစ်ခက်ရယ်ဆယ်မယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကယူကရိန်းကသတိထားပေမဲ့ရုရှားကောင်းဆောင်ကအလေးနဲ့ထားနိုင်တဲ့အလားအလာကိုလက်ခံဖို့ဆန္ဒရှိခဲ့ပါတယ်။သူတို့ကစောင့်ကြည့်မယ်ဆိုတဲ့သဘောထားမျိုးကိုချမှတ်ခဲ့ပါတယ်။ ရုရှားကတကယ်တမ်းတိုက်ခိုက်တာကိုရပ်လိုက်ရင်ယူကရိန်းကလည်းအဲ့ဒီအတိုင်းလုပ်ပါလိမ့်မယ်။ပူတင်ကသူ့တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အမိန့်ပေးရင်ယူကရိန်းကလည်းတုံ့ပြန်ဖို့အဆင်သင့်ဖြစ်နေပါမယ်။ရုရှားခေါင်းဆောင်ကမလုပ်ခဲ့တဲ့ဆိုတာအရင်ဆုံးကြည့်ကြည့်ပါဦး။ပထမ3ရက်အကြာအပြစ်ခက်ရဲစဲမှုကိုကြေညာပြီးနိုင်ပိုင်းအတွင်းမှာပဲရုရှားကယူကရိန်းကိုတိုက်ခိုက်နေပါပြီ။ Easter အပြစ်ခက်ရဲစဲရေးစတင်ရမယ့်အချိန်ပြီးနိုင်ပိုင်းအကြာမှာ Zelensky က Telegram မှာရေးခဲ့တာကရုရှားစစ်တပ်ကအပြစ်ခက်ရဆဲကြီးရဲ့အထွေထွေအထင်မြင်ကိုဖန်တီးဖို့ကြိုးစားနေတယ်လို့ပြောနိုင်ပေမဲ့နေရာတချို့မှာယူကရိန်းကို ထိုးပေါက်ဖို့နဲ့ဆုံးရှုံးမှုတွေပေးဖို့တူးချင်းကြိုးပမ်းမှုတွေကို လုပ်နေသေးပါပဲ။ဒီ post တင်ပြီးတော့မကြခင်မှာပဲရုရှားက Easter အပြစ်ခက်ရဆဲကြီးကို လိုက်နာဖို့ဟန်ဆောင်တဲ့အပြုမှုတွေအားလုံးကိုဆွံ့လွှတ်ခဲ့ပါတယ်။ ဧပြီ19ရက်နေ့ကနေဧပြီ21ရက်နေ့အထိကြာမယ်လို့ယူဆရတဲ့အပြည့်ခက်ရဲစေးရေးအစုံမှာရုရှားကယူကရိန်းကိုတိုက်ခိုက်မှုပေါင်း3000နီးပါးလုံးဆောင်ခဲ့ပါတယ်။သူတို့ကပင်လယ်နက်နဲ့ စွမ်းအင်အခြေခံအဆောက်အုံတွေအပေါ်အပြည့်အခက်ရည်စဲကြီးအပါအဝင်အရင်ကညှိနှိုင်းထားတဲ့တစိတပိုင်းအပြည့်အခက်ရည်စဲမှုတွေကိုလည်းဆက်လက်ချိုးဖောက်ခဲ့ပါတယ်။ပူတင်ကသူ့စကားကိုတီမယ်လို့ယူကရိန်းကဘယ်တော့မှမယုံကြည်ခဲ့ပါဘူး။ဒါပေမဲ့တိုက်ပွဲကိုရပ်ဖို့ရုရှားကအလေးနဲ့မထားဘူးဆိုတာကိုသက်သေပြဖို့လိုအပ်ခဲ့ရင်ပူတင်ကအစ္စတာပွဲတော်မှာသူတို့သိဖို့လိုအပ်တဲ့အရာအားလုံးကိုပေးခဲ့ပါတယ်။ရုရှားကောင်းဆောင်ကဘာပဲပြောပြောသူက သူစစ်သားတွေကိုယူကရိန်းကိုတိုက်ခိုက်ဖို့ဆက်ပြီးအမိန့်ပေးနေမှာပါ။ပူတင်ရဲ့အဖြစ်ရစဲရေးလှဲ့ကွက်ကဒါကြောင့်ပူတင်ကစစ်ပွဲရပ်ပြီးတော့သူ့ရဲ့စီးရီးပြအခမ်းအနားလုပ်ချင်တယ်လို့ပြောတဲ့အခါယူကရိန်းကသူ့ကိုယုံကြည်ဖို့အခွင့်အရေးမပေးတော့ပါဘူး။လွန်ခဲ့တဲ့ရက်တစ်ပတ်အနည်းငယ်ကိုပြန်ကြည့်လိုက်ရုံနဲ့ပူတင်ရဲ့အဖြစ်ခက်ရစဲရေးလိုချင်ပါတယ်ဆိုတဲ့ပြောဆိုချက်တွေဘလောက်လေစားမှုများတယ်ဆိုတာကိုတွေ့နိုင်ပါတယ်။ Easter ကပူတင်အတွက် အလောင်းစားတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အကြီးအကျယ်ကျရှုံးခဲ့ပါတယ်။ Atlantic Council ကပူတင်ဟာသူ့ရဲ့ Easter အပြည့်ခက်ရဲ့ဆေးရည်နဲ့ Ukraine ကိုငြိမ်းချမ်းရေးရဲ့အဓိကအတားဆီးအဖြစ်ပုံဖော်ဖို့ကြိုးစားနေရလို့ဆိုပါတယ်။ပူတင်ရဲ့အကြံစီအရယိုရှင်းပါတယ်။ Ukraine တမမဟုတ် America ရဲ့ပါဝင်ပတ်သက်မှုမရှိဘဲအပြည့်ခက်ရဲ့ဆေးရည်ကိုညင်ညာဖို့ပါ။အဲ့ဒီအပြည့်ခက်ရဲ့ဆေးရည်ကမလွဲမသွေချိုးပေါက်ခံရတဲ့အခါသူက Ukraine ကတိုက်ခိုက်လို့ Russia ကတုံ့ပြန်ခဲ့ရတယ်လို့ပြောမှာပါအဲ့ဒီအချိ န်တော့ကပူတင်မမျှော်လင့်ထားတာကဇလန်စကီရသူ့ရဲ့လက်ကွက်ကိုဖော်ထုတ်လိုက်တာပါပဲဇလန်စကီရဲ့ Easter အပြစ်ခတ်ရစေးကြီးကိုရပ်ပေါင်း30တိုးမြင့်ဖို့တံပြန်အဆိုပြုချက်ကလည်းပူတင်ရဲ့အကြံစီကိုရှုတ်ထွေးစေခဲ့ပါတယ်ရုရှားအတွက် Easter ဟာ American ကိုသူတို့ငြိမ်းချမ်းရေးစီဥတီဖို့ဆန္ဒရှိကြောင်းပြသဖို့အဓိကရည်ရွယ်တာပါတကယ်တော့သူတို့မှာအဲ့လိုရည်ရွယ်ချက်မရှိပါဘူး ဒါပေမဲ့ယူကရိန်းကပဲအရင်တိုက်ခိုက်ဖို့လုပ်နေတယ်လို့ပြောခြင်းအဖြစ်ရုရှားကအမေရိကန်ကိုယူကရိန်းဟာရန်လိုသူဖြစ်ကြောင်းပြောနိုင်မှာဖြစ်ပါတယ်။ပူတင်ရဲ့လေစာမှုမအောင်မြင်ခဲ့ပါဘူး။အခုသူကအလားတူအပြစ်ခက်ရဲ့ဆေးရီးကိုရှားဖို့စူးစမ်းနေတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ဒီတခါတော့ယူကရိန်းနဲ့အမေရိကန်က သူရဲ့အကြံစီကိုသိနေကြပါပြီ။ပူတင်ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်တွေကြောင့်အပြည့်ခက်ရက်စဲရေးကိုလိုချင်တယ်လို့အရင်ကတည်းကပြောခဲ့ပြီးသားပါ။အဲဒီစကားစုရဲ့တကယ်အတိတ်ပဲကရုရှားကောင်းဆောင်ဟာပြက်ပြားနေတဲ့အပြည့်ခက်ရက်စဲရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးကမ္ဘာလုံးဆိုင်ရာ ပြောဆိုဆွေးနွေးမှုတွေကိုလှည့်စားဖို့ကြိုးစားနေစေဆိုတာကို ပြသနေပါတယ်။အရက်သားတွေကိုအသုံးချခြင်းနေတဲ့ပူတင်ဒီတစ်ခါရုရှားမှာကြီးမားတဲ့စည်ရေးပြအခမ်းအနားတစ်ခုကျင်းပတော့မှာပါ။အဲဒီအခမ်းအနားက ရှူကရင်းအတွက်ထင်ရှားတဲ့ပြစ်မှတ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တာမန်ရုရှားပြည်သူတွေလည်းအဲ့ဒီအခမ်းအနားကိုတက်ရောက်ကြမှာဖြစ်ပြီးတော့ဒါဟာပူတင်အတီးကျလိုချင်တဲ့အရာပါ။သူရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်တွေကဟန်ဆောင်မှုတသက်ပါပဲ။တကယ်တော့အဲ့ဒီတာမန်လူတွေကပူတင်ရဲ့ကစားပွဲတွေက အသုံးချခံနေတာဖြစ်ပါတယ်။ရုရှားခေါင်းဆောင်ကယူကရိန်းကသူ့ရဲ့စီးရီးပြအခမ်းအနားကိုတိုက်ခိုက်စေချင်နေပါတယ်။အဲ့လိုတိုက်ခိုက်မှုက မလွဲမသွေအရက်သားတွေထိခိုက်သိဆုံးမှုကိုဖြစ်စေမယ်ဆိုတာသူသိတယ်။အဲဒီအခါမှာဇလန်စကီနဲ့သူ့ရဲ့တပ်ဖွဲ့တွေကိုအကြမ်းဖက်သမားတွေအဖြစ်ပုံဖော်နိုင်မှာပါ။မာရီယာဆာကာရိုဗာကမေလ9ရက်နေ့မှာယူကရိန်းကလှုပ်ဆောင်တဲ့တိုက်ခိုက်မှုတွေကိုရုရှားကအကြမ်းဖက်လို့ရဲ့အဖြစ်သတ်မှတ်မယ်လို့ပြောပြီးတော့သူ့ရဲ့ကစားကွက်ကိုဖော်ထုတ်ပြီးသားလည်းဖြစ်ပါတယ်။ သူပြောချင်တာကအမေရိကန်ကရှူဂရင်းကိုစစ်ပွဲမရက်ချင်တဲ့အကြံဖက်သမားတွေအဖြစ်မြင်စေချင်တာပါ။ပူတင်ကသူ့ရဲ့ Easter အဖြစ်ခက်ရက်စဲရေးကိုချိုးဖောက်ခဲ့တဲ့အကြောင်းကိုပြန်သွားရရင် Atlantic ခေါင်းစီကအဲ့ဒါကိုရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးရအောင်အမေရိကန်ရဲ့ချိုးဖောက်မှုတွေမှာအဓိကအခိုက်အတန့်လို့ခေါ်ခဲ့ပါတယ်။ အမေရိကန်ကအပြစ်ခတ်ရစေးအဆိုပြုချက်ကိုတင်သွင်းပြီးသားဖြစ်ပြီးတော့ယူကရိန်းကလည်းသဘောတူခဲ့ပါတယ်။ရုရှားကအဲဒီမှုကိုမလိုချင်မဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုခက်ခဲတဲ့အခြေအနေမှာထားဖို့ရည်ရွယ်ပြီးတော့အဲဒီမှုကိုဓာစီလုပ်ခဲ့ပါတယ်။ယူကရိန်းကိုလူဆိုးရိအဖြစ်ပုံဖော်ဖို့ဂျိုးမတ်မှုတွေကထရန့်ကိုသူ့ရဲ့မယုံမသားညှိနှိုင်းရေးနေပြူဟာတွေအတွက်ပူတင်ကိုအဖြစ်တင်ဖို့အမေရိကန်အတွင်းကနေတောင်းဆိုမှုတွေထိုးလာတဲ့အထိပြောင်းလဲလာပါတယ်။ ပူတင်ကသူ့ရဲ့ Easter ထိုးစစ်တွေကိုစတင်ခဲ့တဲ့အခါ Trump ကသူ့ရဲ့ Truth Social Platform မှာရုရှားရဲ့လုပ်ရက်တွေကို ပြစ်တင်ရှုံချခဲ့ပါတယ်။ American သမ္မတကရုရှားနေနဲ့ပြီးခဲ့တဲ့ရန်နေငယ်အတွင်းအရက်သားတွေနေတဲ့နေရာတွေမြို့တွေနဲ့ရွာတွေကိုဒုံးကျည်တွေပြစ်လို့ဖို့အကြောင်းပြချက်မရှိဘူးလို့ပြောခဲ့တယ်။ Trump ပြောခဲ့တာကသူကစစ်ပွဲကိုရက်ချင်ပုံမရဘူးလို့ကျွန်တော်တွေးမိတယ်။ သူကကျွန်တော်ကိုလဲစားနေတာပဲဘယ်လုပ်ငန်းတမမဟုတ်ဒုတိယအဆင့်အေးအေးယူပေးဆုံးမှုတွေကနေတဆင့်မတူညီတဲ့နည်းနဲ့ခြံထွေဖို့လိုအပ်ပါတယ်လူတွေအများကြီးတည်ဆုံးနေရတယ်လို့ဆိုပါတယ်ထရန်ကိုမော်အတန်နဲ့ဖန်းစားဖို့ပူတင်ရဲ့ဂျိုးပန်းမှုကပျက်စီးသွားပါတယ်အမေရိကန်သမ္မတကအီစတာမှာဒူဘာလို့ဖို့調査ခဲ့တယ်ဆိုတာကိုသိသွားပါတယ်စေးပြအပြည့်ခက်ရဲစဲရေးကိုအဆိုပြုတဲ့အချိန်ကိုမြ мян ကြော်လိုက်ရင်ပူတင်က ယူကရိန်းဟာရန်လိုသူဖြစ်တယ်လို့ထရန့်ကိုယုံကြည်အောင်နောက်တစ်ကြိမ်လှည့်စားဖို့ကြိုးစားနေပါတယ်။အဲဒါကသူ့အဆိုပြုချက်ရဲ့တကယ့်အရှိရွယ်ချက်ပါ။နောက်ဆက်တွဲအလားအလာဘလိုအခက်အခဲတွေရှိရှိရုရှားကသူ့ရဲ့စည်ပြအခမ်းအနားကိုဆက်လုပ်မယ်လို့ပြောပါတယ်။စစ်ပွဲအတွင်းဒီလောက်နက်နက်ရှိုင်းရှိုင်းရောက်နေတဲ့နိုင်ငံတနိုင်ငံကဒီလိုလုပ်တာကအံ့ဩစရာပါ။ အတိတ်ကအောင်ပွဲနှင့်စီးပြအခမ်းအနားတွေမှာရုရှားကရူဘယ်ဗီလီယံပေါင်းများစွာအကုန်ကျခံခဲ့ပါတယ်။2019ခုနှစ်စီးပြအခမ်းအနားအတွက်ဒေါ်လာ5.5တန်းခန့်ကုန်ကျခဲ့ပါတယ်။ဒီတစ်ခါကဆိုဗီယက်ယူနီယံရဲ့ဒုတိယကမ္ဘာစစ်မှာပါဝင်ခဲ့တဲ့နှစ်80ပြည့်အထိမ်းအမှတ်ဖြစ်တာကြောင့်ရုရှားရဲ့အရန်ငွေကြေးတွေထိခိုက်ပျက်စီးနေပေမဲ့ပူတင်ကဒီထက်ပိုပြီးတော့သုံးစွဲမယ်လို့ယူဆတာကမဆန်းပါဘူး။ တစ်ဖက်မှာလည်းယူကရိန်းကအကြီးအကျယ်ထိခိုက်ပျက်စီးအောင်လုပ်နိုင်တဲ့အခွင့်အရေးရှိပါတယ်။စီးပြအခမ်းအနားမှာခြိတက်နေတဲ့စစ်သားတွေကထင်ရှားတဲ့ပြင်မှတ်တွေပါ။ရုရှားထုတ်ပြတဲ့ဘယ်ပစ္စည်းမဆိုပြင်မှတ်တွေပါပဲ။ပူတင်ကိုယ်တိုင်လည်းပြင်မှတ်တစ်ခုဖြစ်နိုင်ပါတယ်။ရုရှားခေါင်းဆောင်ကစီးပြအခမ်းအနားမှာပါဝင်ပါလား။မိန်ကွန်းပြောပါလားဆိုတာကိုတော့ဘာသတင်းမှမထွက်သေးပါဘူး။ သူသာပါဝင်ရင်ယူကရိန်းကတိုက်ခိုက်ဖို့အခွင့်အရေးကိုယူနိုင်ပါတယ်။ဒရုန်းတွေတမမဟုတ်ဒုံးကျည်တွေနဲ့တိုက်ခိုက်နိုင်ပါတယ်။စေးပြအခမ်းအနားကိုရုရှားကောင်းဖြတ်ဖို့အခွင့်အရေးအဖြစ်မြင်နိုင်ပါတယ်။ ဒီလိုမဖြစ်ဘူးလို့ယူဆရင်တော့စေရေးပြအခမ်းအနားကအတိတ်ကလိုအထင်ကြီးစရာမဖြစ်နိုင်ပါဘူးနိုင်ငံရေးအရာစေရေးပြအခမ်းအနားမှာတရုတ်သမ္မတရှီကျင်းဖင်အပါအဝင်ကမ္ဘာခေါင်းဆောင်တော်တော်များပါဝင်ပါပါဥရောပကဒါမှမဟုတ်ဒုတိယကမ္ဘာစစ်မှာရုရှားနဲ့ပူးပေါင်းခဲ့တဲ့ဗေနိုင်ငံမှကိုယ်စားလှယ်တွေဆင်လို့မှာမဟုတ်ပါဘူးစလိုဗက်ကီးယားဝန်ကြီးချုပ်ရောဘတ်ဖီကိုကဥရောပသမဂ္ဂခေါင်းဆောင်တွေထဲမှာတဦးတည်းတယောက်မှာဖြစ်ပြီးတော့ သူကလည်းအရင်အတွက်ဝေဖန်မှုတွေအများကြီးခံနေရပါတယ်။ကမ္ဘာခေါင်းဆောင်တွေပါဝင်တာကယူကရိန်းကိုတိုက်ခိုက်မှုမလုပ်အောင်ဓာတ်ဆီးနိုင်မယ်လို့ပူတင်ကမျှော်လင့်နေပါတယ်။အဲ့ဒါကအလုပ်ဖြစ်မလားဆိုတာကိုတော့စောင့်ကြည့်ရပါအောင်မယ်။ဒေဇာသလောက်ကတော့ယူကရိန်းမှာတိုက်ပွဲတွေတကယ်ရတတ်မှာမဟုတ်ပါဘူး။ရုရှားကသူရဲ့တိုက်ခိုက်မှုတွေကိုဆက်လုံမှာတေးကြတလို့ရှိပါတယ်။ယူကရိန်းကလည်းခုခံကာကွယ်ပြီးတော့ပြန်လည်တိုက်ခိုက်မှာဆက်လက်လှုံ့ဆော်မှာပါ။ဈေးပြအခမ်းအနားကိုရှောင်ရှားရင်တောင်မှပေါ့။ ီအရာတွေအားလုံးဖြစ်ဖြစ်နေတဲ့အချိန်မှာပူတင်ရဲ့စည်ရေးပြအခမ်းအနားနဲ့အပြစ်ခက်ရစဲကိုအုံချပြီးအမေရိကန်ရဲ့အလဲစားဖို့ရည်ရွယ်ချက်ကအလဟသက်ဖြစ်နေပါပြီ။ပူတင်ရဲ့အလဲကွက်တွေကိုဘလို့ချိုတည်နေကြသလဲ။မေလ၄ရက်နေ့မှာ Trump ကအင်တာဗျူးတစ်ခုပေးခဲ့ပါတယ်။ Trump ရဲ့မဟာမိတ်စီနေတာ Lindsey Graham ကအဆိုပြုထားတဲ့မကြသေးမီကအရေးယူပေးဆိုမှုဥပဒေချဲ့နဲ့ပတ်သက်ပြီးတော့မေးမြန်းခဲ့ရပါတယ်။ အဲ့ဒါသူကလက်မှတ်ထိုးမှလာလို့မင်းရဲ့အခါ trend ကရုရှားကငြိမ်းချမ်းရေးစီရောက်ဖို့အတွက်ကိုကောင်းကောင်းမွန်မွန်ပြုမူနေသလားဆိုတာပေါ့မူတည်ပါတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်အဲ့ဒါကပူတင်အတွက်သတိပေးချက်ဖြစ်နိုင်ပါတယ်။ American ကသူ့ရဲ့အပြစ်အခက်ရစဲရေးကို တီမယ်လို့မယုံကြည်ပါဘူး။ ဒါပေမဲ့သူတို့ကသူ့ကိုအနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။ပူတင်ကသူလိုချင်တယ်လို့ပြောတဲ့သဘောတူညီချက်ကိုချိုးဖောက်ရင်အမေရိကန်ကအကြီးအကျယ်အရေးယူပိတ်ဆို့မှုအသစ်တွေတုံ့ပြန်နိုင်ပါတယ်။ The Cave Independent က Graham ရဲ့ဥပရေကျန်းကို Signature 72ဦးထက်မနည်းကထောက်ခံထားပြီးတော့အယိုးချိန်မတက်အရေးယူပိတ်ဆို့မှုတွေကိုလှုံ့ဆော်နိုင်တယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။ ရုရှားကသူ့ရဲ့သုံးရက်ကြာငြိမ်းချမ်းရေးအဆိုပြုချက်ကို မလိုက်နာတဲ့အတွက်ထရန်ကအခုသာလက်မှတ်ထိုးလိုက်ရင်ဒဏ်ရာတုံ့ပြန်မှုဖြစ်နိုင်ပါတယ်။ရုရှားရဲ့မေလ9ရက်စစ်ရေးပြပွဲဟာလုံခြုံမှာမဟုတ်ပါဘူး။ဇယ်လန်စကီးကအဲဒီလောက်ထိရိုးရှင်းရှင်းပြောထားပြီးပါပြီ။ရှင်းရှင်းလင်းလင်းပြောထားပြီးပါပြီ။အမေရိကန်ရဲ့ခိုင်မာတဲ့အထောက်အပံ့ကိုရရှိနေချိန်မှာ သူကအဲ့ဒီသတင်းစကားကိုအပြစ်ခက်ရဆဲရေးကိုပေးပို့နေပုံရတယ်ပူတင်ရဲ့အပြစ်ခက်ရဆဲရေးဇလန်းကိုလည်းလှည့်စားဖို့ဂျိုးပန်းမှုကတော့ဆက်လက်ပြီးတော့မအောင်မြင်ပါဘူးနောက်ဘာရီဖြစ်မလဲဆိုတာကိုမေလ9ရက်နေ့အထိစောင့်ကြည့်ရပါလိမ့်မယ်ဒါပေမဲ့ပူတင်ရဲ့အပြစ်ခက်ရဆဲရေးအဆိုပြုချက်ကိုယူကရိန်းကငြင်းပယ်တာကိုဘယ်လိုထင်ပါသလဲရုရှားကစီးပြပွဲကိုလုပ်ဖို့အတွက်၃ရက် အပြစ်အခက်ရဲစိမ်းမှုကိုညင်းပယ်တာကအမှန်ပါသလားယူကရိန်းကစီးရီးပြဝဲကိုတိုက်ရိုက်တိုက်ခိုက်မယ်လို့ထင်ပါသလားဒါမှမဟုတ်ရုရှားရဲ့အာရုံလွယ်မှုကနေတခြားဗျူဟာမြောက်နေရာတွေကိုပြမှတ်ထားဖို့အသုံးချမယ်လို့ထင်ပါသလားပရိသတ်ကြီးတို့ရဲ့ထင်မြင်ချက်လေးကို comment လေးထဲမှာရေးခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်